insurance agent တယောက်ကိုမင်းကဘယ်ကုမ္ပဏီနဲ့လုပ်တာလဲလို့မေးလိုက်ရင်တချို့တော့ agent တွေကတော့ကျွန်တော်ကတော့ A ကုမ္ပဏီကျွန်တော်ကတော့ B ကုမ္ပဏီတခုတည်းပဲလုပ်ပါတယ်ဆိုပြီးတော့ပြန်ပြောလိမ့်မယ်တချို့ agent တွေကြတော့မဟုတ်ဘူးအကိုတို့အမတို့ဘယ်ကုမ္ပဏီနဲ့ထားကျင်တယ်ကျွန်တော်ချိတ်ဆက်ထားတာရှိတယ်ကျွန်တော်ထားကျင်တဲ့ကုမ္ပဏီကိုပို့ပေးလို့ရတယ်ဆိုပြီးတော့ပြောတာလည်းရှိဒါဆိုရင် agent တယောက်က တရားဝင်အရာကုမ္ပဏီဘယ်နှခုနဲ့ဘယ်လိုလုပ်ကိုင်ခွင့်ရှိ Agent Directed တင်ပြဆောင်2020အရာ Agent တယောက်ဟာ General Company ဆိုရင်3ခုနဲ့လုပ်ခွင့်ရှိပြီးတော့ Life Company ဆိုရင်2ခုနဲ့လုပ်ခွင့်ရှိပါ Agent တယောက်လို့ပြောလိုက်တဲ့အတွက် License ခြင်ထားတဲ့ Agent ပေါ့ Agent တယောက်က General လည်းခြင်လို့ရတယ် Life လည်းခြင်လို့ရပါဒါကဟုတ်အရင်တုန်းကအဲ့ဒီအရင်တုန်းက Agent အဟောင်းတွေကိုပြောမှာပေါ့ ဒါပေမဲ့အခုနောက်ပိုင်းမှာ MIA သမို့ရင်နင်းကနေပြီးတော့ agent တင်တန်းတွေဖွင့်ပြီးတော့ company တွေက in house training လို့ခေါ်တဲ့အဲကိုယ်စားလှယ်တင်တန်းပေါ့နော်ယုံရင်းကိုယ်စားလှယ်တင်တန်းတွေဖွင့်ပြီးတဲ့အချိန်မှာတော့ agent တယောက်ဟာသူတို့ company နဲ့သူတို့ company ရဲ့ supporting နဲ့တက်ခဲ့မယ်ဆိုရင်အနည်းဆုံး2နှစ်လောက်ထိစာချုပ်ချိုးပါဒါကြောင့်နောက်လာတဲ့ agent တွေကတော့တိုင်း agent ဆိုပြီးတော့ company တစ်ခုတည်းနဲ့လောက်ခွေး လောက်ကြတာများပါတယ်အဲ့ဒီလိုပဲအသက်အမကန်ကုမ္ပဏီတွေကလည်းအရင်တုန်းကကျွန်တော်တို့ license ခြင်ထားတဲ့အဟောင်းတွေကိုကုမ္ပဏီတစ်ခုရွေးခွင့်ပေးပေးမယ်အခုသူတို့ကတိုင်းဆိုရင်ခန်းစားခွင့်နေပုံများတယ်သူတို့ကတိုင်းမဲ့တိုင်းအေးချင်းပဲလောက်တော့မယ်ဆိုပြီးတော့ကုမ္ပဏီတွေတိုင်းတိုင်းအေးချင်းတွေပဲသူတို့စီမှာခံထားတယ်ရုံတွေကနေပြီးတော့အေးချင်းတွေကိုမွေးထုတ်တာတွေရှိပါတယ်ဆိုတော့ပြောရမယ်ဆိုရင် general company မှာလုပ်နေတဲ့ general agent တွေကတော့များသောအားဖြင့်တော့၃ခုလောက်ထိလုပ်ကြတယ်။ဒါပေမဲ့ life company မှာလုပ်နေတဲ့ life agent တွေကတော့ company တစ်ခုတည်းနဲ့ပဲလုပ်ကြတာပိုများပါတယ်။ဘလို့ပဲလုပ်ကြလုပ်ကြအမောက်ကန်ကိုကဝယ်တော့မယ်ဆိုရင်ဒီ agent နဲ့လက်သွဲလှုပ်ဆောင်မယ်ဆိုရင်ဒီ agent အရေးချင်းကျွမ်းကျင်မှုနဲ့သူ့ရဲ့အတွေ့အကြုံကိုမေးပြီးတော့မှကိုယ့်အတွက်တင်တော်ဆုံး product ကိုရွေးချယ်တင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။